အားလုံးပဲမင်္ဂလာပါမစ္စကော channel ကနေပြန်နေကြတယ်ဒီဒီဗီဒီယိုမှာသင်ခန်းစာတွေကိုပြန်လည်မြားပေးခြင်းကြောင့်အလေးကတော့ကိုယ့်ရဲ့ Facebook profile နဲ့ကိုပေါ့နော်ဒီများတွေဝင်ကြည့်လို့မရအောင်လောက်ခဏပြန်နေလေးကိုဒီဗီဒီယိုမှာသင်ခန်းစာတွေကိုပြန်လည်မြားပေးတာပဲဖြစ်ပါတယ် အဲ့တော့ကိုယ့်ရဲ့ face profile ကိုပေါ့နော်သူများတွေကိုဝင်ကြည့်သိချင်ဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်ပြောရရင် data စကင်ရဲ့လုပ်မှာဆိုလို့ရှိရင်တော့အဆင်ပြေတာဖြစ်ပါတယ်ပေါ့နော်တချို့ကိုယ့်ရဲ့ face profile ကို lock လုပ်ပြရတဲ့တကယ်ရှိလို့ဆိုလို့ရှိရင်လည်းဘာရောက် lock လုပ်ပြရဘူးဆိုတာပေါ့နော်ဒီ video မှာကျွန်တော်ပြပေးတာပါပဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့ပြုလုပ်ပြရအတွက်ကျွန်တော်ဒီ Facebook တက်ကိုကျွန်တော်ဝင်သားပြလိုက်ပါ Okay ပြီးဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ profile တွေကိုကျွန်တော်ဝင်သားပေးရမှာဖြစ်ပါတယ်ပေါ့နော်ကိုယ့်ရဲ့ profile တွေကိုတစ်ချက်ကျွန်တော်ဝင်သားပေးလိုက်မယ် ကိုယ့်ဖိုးကောင်းနေပြီးတော့မှဒီ professional dashboard ပေါ့နော်ကျွန်တော်တို့ကပေးပုံစံပြတောင်းရဆိုလို့ရှိရင်မရဘူးပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့ကျွန်တော်တို့ကဒီကိုယ့် profile က locker လို့ပြရတာပဲဖြစ်ပါတယ်ပေါ့နော်အဲ့ဒီကိုကျွန်တော်တို့ကပေးပုံစံပြတောင်းရဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ပြန်ပြီးတော့မှပြန်ပြောင်းပေးရမှာဖြစ်ပါတယ်ပေါ့နော်ပြန်ပေးပေးရမှာဖြစ်ပါတယ်အဲ့ဒီပြန်ပေးပေးမှာပဲကျွန်တော် profile ကိုကျွန်တော်တို့က locker ရမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြန်ပေးမှာဆိုလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်တို့ကအဆက်သွယ်ရချက်နေပြီလိုက်ပါ ပြီးရင်တော့ဒီမှာတွေ့ပါလိမ့်မယ်နော်ဒီညမှာ tone of professional ကိုတွေ့ပါလိမ့်မယ်ဒါလေးကို share clip နဲ့ပေးလိုက်ပါပြီးရင်တော့ connect new စာကိုကြော်နှိပ်ပြရဖြစ်ပါတယ်ပေါ့နော်ပြီးရင်တော့ဒီညမှာ off လေးကိုကြော် share clip ပေးလိုက်ပါနော် okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာ close နဲ့ပြလိုက်ပါเนาะဒါဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ Facebook account ကဒီ YouTube account ဖြစ်တာကြီးပေါ့เนาะကျွန်တော် channel refresh လုပ်ပြလိုက်မှာเนาะ โอเคဒါဆိုလို့ရှင်เนาะကိုယ့်ရဲ့ Facebook account ကပုံမှန်တိုင်းပေါ့เนาะကျတို့ကအဲပုံမှန်အောက်ဖြစ်သားကြီးပေါ့เนาะဒါဆိုလို့ရှင်ကျတို့က local ID ဖြစ်ပါတယ်ပေါ့เนาะဘယ်လိုခါမှဆိုကျတို့ search ကြံပြပေးသားပါမယ်ပြီးဒီနေ့မှာပြန်ကြည့်လိုက်မှာเนาะ search တော့ share click နိုင်ပြီလဲပါပြီးရင်ဒီနေ့မှာ log profile လေးပါလိမ့်မယ်เนาะဒီနေ့မှာ log profile နေရာကို share click နိုင်ပြီလဲပါပြီးရင်တော့ဒီနေ့မှာကျတို့က log your profile ဆိုတဲ့ check click နိုင်ပြီလဲမယ်โอเคပြီးပြီဆိုကျခဏဆောက်ပေးလိုက်ပါเนาะ โอเคပြီးဆိုလို့ရှိရင်ဒီနေ့မှာโอเคလို့ကျော် training ချက်နေပြီလဲပါเนาะဒါဆိုလို့ရှိရင်ကျော်ရလာပြီပေါ့เนาะရလာဆိုလို့ရှိရင်ကျွန်တော်ကကိုယ့်ရဲ့ profile ပေါ့เนาะသူများတွေလွယ်တူဝင်ကြည့်လို့မရအောင်လောက်ခတာပြီးဖြစ်ပါတယ်ပေါ့เนาะအဲကိုကပြန်မလို့ချင်းဘောဒါလည်းကျွန်တော်မတုံးချင်းဘောเนาะပြန်ဖွင့်ချင်းလဲဆိုလို့ကျွန်တော်ဖွင့်ရရတယ်ပေါ့เนาะကျွန်တော် blog ကိုဖွင့်ရလို့ကျွန်တော်ကြပြတာမှာเนาะပြီးပြီးတော့ဒီမှာကျွန်တော် check တုံးချက်နေပြီလဲပါပြီးရောဒီမှာအဲပေါ့เนาะ unlock profile နဲ့ဆက်နေပြီလဲပါเนาะ โอเคพี่ဆိုလို့ရှိရင်ဒီနေ့မှာ unlock တွေပါလဲမလားဒီ checklist နေပြီလဲပါเนาะပြီးတဲ့ကြမှာ unlock you app property ချိုးနေတာကို check ကျွန်တော် click check နေပြရဖြစ်ပါတယ် check နေပြီလဲပါပြီးရင်တော့ဒီနေ့မှာ okay လေး check နေပြရဖြစ်ပါတယ်ပေါ့เนาะ okay ဒါဆိုလို့ရှိရင်ပုံမှန်တိုင်းမှာကျွန်တော်တို့က Facebook account ကပုံမှန်တိုင်းပြန်ပြီးတော့ဖြစ်တာပါပြီပေါ့เนาะ အဲ့တော့ကိုယ့်ရဲ့ Facebook profile ပေါ့နော်သူများတွေအဲ့လိုဝင်ကြည့်လို့မရအောင် lock ခတ်ချင်နေဆိုလို့ရှင်ပဲချင်နေဆိုလို့ရှင်တော့ဒီနေရာမှာလာပြီးတော့မှတကယ်ကြီးတွေ page line name တွေကိုတကယ်ကြီးပြတိုင်းမှာပြတာဖြစ်ပါတယ်ပေါ့နော်အားလုံးပဲအစီအပြေပြောပြလေးပါတယ်ဒီလိုရှုပေးတဲ့အတွက်အားလုံးကြည့်တင်ပါတယ်ခင်ဗျာ